Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ကျွန်တော်တို့ပရီးမီးယားလိပွဲစဉ်20နဲ့32အဖြစ် Manchester United နဲ့ Newcastle ကိုရှင်ပိုင်ကစားပါမယ်အဲ့ဒီပွဲစဉ်တွေပွဲကြို30ချက်ပေါ်လေဆိုတော့ Newcastle ဘက်မှာဘလို့အခြေအနေတွေရှိနေတယ်။ဒဏ်ရာပြဿနာပဲကစားမတွေကျွန်တော်တို့ရှိနေတယ်။ဘလို့လူစင်းနေတဲ့ပွဲထွက်လာနိုင်တယ်အပြင်ကျွန်တော်လက်ရှိ Manchester United မှာဘယ်နေရာတွေအပြောင်းအလဲတွေရှိလာမလဲပေါ့။ဒါတွေနဲ့ပတ်သက်ပြီးတော့ပါကျွန်တော်ဆွေးနွေးသွားကြပါမယ်။ အားလုံးပဲမင်္ဂလာပါဆိုတော့ကာဆယ်နဲ့ပတ်သက်လို့ကျွန်တော်စပြီးတော့ပြောရရင်နျူကာဆယ်ကပြီးခဲ့တဲ့ပရီးမီးယားလိပွဲစဉ်31မှာလက်စတာစီးတီးအသင်းကို3-6ကိုမရှိဆိုတဲ့ရလနဲ့အနိုင်ယူထားတဲ့အသင်းမှာကိုရီးယားတော့မန်ချက်စတာဒါဘီမှာကိုမရှိတည်းကျွန်တော်ကြားခဲ့တယ်ပေါ့နော်ဆိုတော့ဟိုလက်ရှိမှာနျူကာဆယ်နဲ့ရှင်မိုင်ကစားမဲ့နေတာမှာနျူကာဆယ်ကကိုရီးထက်အများကြီးပိုကောင်းတဲ့အခြေအနေမှာရှိနေတယ်ကာဆယ်ကလည်းချန်ပီယံစ်လိဝင်ခွင့်ရဖို့အတွက်ကြိုးပမ်းနေတဲ့အသင်းဖြစ်ပြီးတော့ လက်ရှိမှာအိမ်ဝင်းမှာလည်းသူတို့လက်ခံကစားရမယ်အဆင့်9နေရာမှာရှိနေတဲ့အတင်လည်းဖြစ်တယ်လက်ကြံပွဲတပွဲလည်းသူတို့ဘောနော်ကစားဖို့ရှိသေးတယ်ဆိုတော့နျူကာဆယ်ကပွဲ30ကစားပေးတဲ့နေထားမှာ16ပွဲထိသူတို့နိုင်ထားပါဗျ16ပွဲနိုင်5ပွဲပဲတည်ကြပြီးတော့9ပွဲသူတို့ရှုံးထားတယ်တိုက်စစ်က52ဂိုးတိရပြီးတော့ခန်းစစ်က39ဂိုးပြန်ပြီးထားရတယ်ဆိုတာ အတော်ကောင်းတဲ့ခံစစ်ကိုပိုင်ထားတယ်လို့ကျွန်တော်ပြောရမယ်။ Manchester United ကတော့ညီကလေးတိတဲ့တိုင်းပဲအဆင့်73မှာ32ပွဲကန်ထားတဲ့10ပွဲပဲကျွန်တော်နိုင်တယ်။ရှစ်ပွဲတည်ရကြပြီးတော့73ပွဲဒီကျွန်တော်ရှုံးနေထားတယ်။ဆိုတော့အဲအချိန်ကြီးကကျွန်တော်ဘယ်လိုလဲဒီအဆင့်ဟွာမလို့နောက်မှလောက်ပါလားနော်နောက်မှလောက်ပါလားဟိုဟိုအချိန်ကြီးကကျွန်တော်အနေနဲ့ဒီအဆင့်မပြေဘူးပဲကျွန်တော်ထင်တဲ့လောက်ဒီကျွန်တော်ဒါအချိန်ကြီးမဟန်နိုင်ဘူးပေါ့နော်။ Newcastle မှာကသူတို့ကဖလားတွေပါတယ်ဒီຢာဒီမှာသူတို့ရထားတာကို ရတာဆိုတော့တော်တော်တော့အချင်းကြီးအစဉ်ပြေတဲ့တဲမှာကျွန်တော်တို့ပါတယ်ဗျာသိလားဆိုတော့ကာဆယ်ဘက်ကအချင်းကြီးကိုကျွန်တော်တို့ကြည့်ရရင်နျူကာဆယ်ကဒီသူတို့ရဲ့နောက်ခံကစားမဖြစ်သူလီဝစ်ဟော့ပေါ့နော်ကျွန်တော်တို့ထပ်ပြီးတော့ injury ပြဿနာကြောင့်လွဲရအောင်မယ်ဆိုတော့ဒါ seven botman နဲ့ဒါ lesseless တို့လူကစားမတွေလည်းပါဖို့မရှိသေးဘူးလို့ကျွန်တော်သိရတယ်ကွင်းလယ်လူ joel lock လည်းပဲကျွန်တော်ဆက်ပြီးတော့လွဲဖို့ကျွန်တော်ရှိတယ်ဆိုတော့ newcastle ဘက်က anthony coran ကတော့ လက်ရှိမှာမတည်ကြသေးဘူးဆိုတော့သူတို့ကတော့ late decision လုပ်မယ်ဆိုပြီးတော့ပြောသွားတယ်ဆိုတော့ United နဲ့ပွဲကံမဲရက်လောက်ကြမှာ okay ပါနိုင်ရင်ပါနိုင်တယ်မပါနိုင်မပါနိုင်ဘူးဆိုတဲ့ပုံစံမျိုးဆုံးဖြတ်ချက်မျိုးကိုသူတို့ချသွားမယ့်ပုံစံမျိုးပါအီဆာကတော့ကျွန်တော်တို့ဒါပွဲထွက်လူစင်မှာပြန်ပါမယ့်အနေအထားမျိုးပါပြီးခဲ့တဲ့နျူကာဆယ်ရဲ့နှစ်ပွဲကိုအီဆာကပွဲချင်းအပြည့်သူမကစားနိုင်ခဲ့ဘူး အင်ဂျူရီပြဿနာသူရှိထားတယ်ဆိုတော့သူမိနစ်နည်းနည်းပဲဝင်ကစားရင်ဝင်ကစားရင်လည်းပွဲချိန်အပြည့်မကစားခဲ့တာတွေကျွန်တော်ရှိတယ်ပေါ့နော်ဒါပေမဲ့ဒီဘက်မှသူပြန်ပါမယ့်အချိန်ဒီမျိုးပါဆိုတော့ညူကာဆယ်ဘက်မှကဒါပဲဂျန်နာရီကအကုန်လုံးအချိန်ကြီးကောင်းနေတာဆိုတော့ United ဘက်ကတော့ကျွန်တော်တို့သိတဲ့အတိုင်းပဲ Listen to Marines to Juni Evans to Aiden Heaven to Diallo တို့နော်ပြီးလို့ရင် Toby Collier တို့အကုန်တန်းရဒါအပြင် Matthias Delay လည်းပဲပြန်ပြီးတော့ပါနေမှာမဟုတ်သေးဘူးဆိုတော့နီးပြအမူရင်းပြောသလိုပဲကျွန်တော်တို့ ပြီးခဲ့တဲ့လိုင်ယွန်နဲ့ပွဲစဉ်ကလူစင်းအတိုင်းပဲကျွန်တော်ဆက်သွားမှာအင်ဂျူဒီပြက်တနာကြောင့်ကောင်းလာတဲ့ကစားမဆိုတော့မရှိသေးဘူးပေါ့ဆိုတော့ကျွန်တော်အနေနဲ့ဖြစ်နိုင်ရေပွဲထွက်လူစင်းကနျူကာဆယ်ဘက်ကကျွန်တော်ကြည့်ရင်နစ်ပုတ်ရှိမယ်ဗျပြီးရင်ကျွန်တော်ထရီပီယာရှိမယ်အဲဖာဘီယန်ရှားတို့နောက်ပြီးလို့ရှိရင်ဒန်ဘန်တို့ကစားမတွေကစန်တာဘက်မှာရှိမယ်ပြီးရင်တိုနီလီဘရမန်တို့ကျွန်တော်ရှိမယ်လက်ဘက်မှာဆိုတော့အဲပြီးလို့ရှိရင်ကျွန်တော်ဂေမာရက်စ်တို့ပေါ့နော်ဆန်ဒရိုတူနာလီတို့ဂျိုလင်တန်တို့ကတော့သူတို့ရဲ့ strong အဖြစ်ဆုံးကွင်းလေပေါ့လေ physical အကောင်ဆုံးကွင်းလေပေါ့ Manchester United ရဲ့ physical အားနည်းတဲ့ကွင်းလေနဲ့ဆိုရင်တော်တော်ကိုတိုင်ပတ်နိုင်မယ်။ဒါအပြင်အဲ음 Harvey Barnes ပါမယ်ထင်ပါတယ်။ Harvey Barnes တို့ Ixet တို့ Jacob Murphy တို့ကျွန်တော်တို့ရှိတယ်ပေါ့နော်။ဆိုတော့ကိုဒီဘက်ကကျွန်တော်စပြီးတော့ပြောကြည့်အောင်။ဆိုတော့နီးပြ Amorin တွေ့တော့ဂိုးသမားနေရာမဖြစ်မနေအပြောင်းလဲစပြီးတော့လုံရမယ်ပွဲပါ။ကျွန်တော်အထင်ရဆိုလို့ရှိရင်နီးပြကအပြောင်းလဲလုပ်လိမ့်မယ်လို့ထင်ပါတယ်။ကျွန်တော်တို့ Lion နဲ့ဒုတိယကြော့မတိုင်ခင်မှာ ူသမားနေရာအတွက်ကတော့ဒါအကြီးမားဆုံးကျွန်တော်တို့အတွက်စိတ်ပူစရာအချက်ပဲဟိုဒါကူလည်းပြောင်းလဲဖို့ကျွန်တော်ပြောနေကြတယ်ပြောင်းလဲမယ်ပြောင်းလဲဖို့စဉ်းစားနေတယ်ဆိုတဲ့တဲ့နည်းနဲ့ကျွန်တော်တက်နေတဲ့ညီပြကအဲတော့ကျွန်တော်ကတော့ပြောင်းလဲလဲပဲအံအားသင့်စရာမရှိပါဘူးအန်ဒရယ်ဦးနနာရဲ့အခန်းကဏ္ဍကတော်တော်ကိုတိုင်ပတ်နေတာကျွန်တော်ဘိုင်နာကိုပဲထည့်သိနေလို့ကျွန်တော်ထင်တယ်ဘိုင်နာတအားကြီးကောင်းနေလို့မဟုတ်ဘူးနော်ဘိုင်နာတအားကောင်းနေတာမဟုတ်ဘူးဘိုင်နာဦးနနာထက်အများကြီးတာတာမျိုးလည်းကျွန်တော်မရှိဘူးတိတ်ပြီးတော့ထူးခြားခြင်းမှလည်းထူးခြားမှဒီကုသမနှစ်ယောက်ကဘာမှကျွန်တော်တို့မှကောင်းတဲ့ကုသမမရှိမနေဘူး ဒီကကုသမကောင်းကျွန်တော်တို့မှမရှိဘူးဆိုတော့လည်းပဲကျွန်တော်ကတော့ဟိုဘယ်လိုပြောမလို့ဘိုင်းဒီအိုနနာတဲ့တော့ဘယ်သူမှပူစုပ်လိမ့်မယ်လို့တော့မထင်ဘူးဗျာဆိုတော့ဘိုင်းနာကိုပဲကျွန်တော်ထည့်တင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အများကြီးဘိုင်းနာကိုထည့်လိုက်လို့သိတယ်မလားအတင်းကအရာအလုံးအချင်းကြီးကောင်းသွားမဲ့လက္ခဏာမျိုးတွေတော့မရှိဘူးဒါတော့ကျွန်တော်သတိထားဖို့လိုတယ်ကုသမနေတိတိတတကြီးတိုင်ပတ်နေတာမှန်တယ်ဒါပေမဲ့လို့ပေါ့နော်ဘိုင်နာကိုပြောင်းလိုက်လို့နိုင်ပွဲတွေဇက်လိုက်ရသွားလိမ့်မယ်။ဘာညာတော့မထင်ကြနဲ့။တိလိုက်ကျွန်တော်တို့မှာကုသမနေရာပဲမဟုတ်ဘူး။ဂျင်းတဲ့နေရာတွေပါအားနေနေတာ။တိုးတော်လည်းပဲ သူတို့အနေနဲ့ဦးနနာပါတယ်ဆိုလို့ရှိရင်ကိုပဲကိုအတင်းကနိုင်မြဲအချိန်ဒီမျိုးမှာတောင်မှဂျက်လက်တီကပြောင်းလဲသွားနိုင်စွမ်းရှိတဲ့အချိန်ဒီမျိုးတွေပြိုင်ပွဲကဘာမှန်အန်ဒီရမဖြစ်တဲ့နေသားကနေဂူရီပြေးလျတဲ့အချိန်မျိုးတွေကျွန်တော်ရှိတယ်ဆိုတော့ပြကြတယ်ကျွန်တော်ကိုသမားနေရာကတော့ပြောင်းလဲလုပ်တင်နေပေါ့နော်ကျန်တဲ့နေရာတွေမှာတော့အပြောင်းလဲတွေဖြစ်လာအောင်ရှိလာအောင်မှာပါเนาะအပြောင်းလဲတွေရှိလာအောင်မယ်ဒါပေမဲ့လို့အများကြီးလူစင်းတွေကရှိပွဲစဉ်တွေကလည်းကျွန်တော်ခြားနားသွားမယ်လို့ကျွန်တော်မထင်ဘူးဆိုတော့နောက်တန်း၃အောင်နေရာမှာဆိုလို့ရှိရင်တော့ ကျွန်တော်ကတော့ဒါဒီ၃ယောက်ကအတင်းရဲ့ center back တီလို့ဖြစ်လိမ့်မယ်ကျွန်တော်ဒီနေ့ Harry Maguire ကိုအနားပေးလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ Lindy Law ပါလာပြီးတော့ Euro Masterwin နဲ့တွဲလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ Harry Maguire ကပြီးခဲ့တဲ့ကျွန်တော် Lion နဲ့ပွဲမှာလည်းသူ့ကိုဒါအတိုင်းအတာတစ်ခုဒီ minute အကန့်အသတ်နဲ့သူ့ကိုသုံးထားတယ်။နောက်တစ်ခုက Lion နဲ့ပွဲဒုတိယအကြုံမှာ Maguire ဟာအများကြီးရေးပါတယ်ကစားမပါ။ဆိုတော့ဒီ Exet တို့ဘာလို့ပါတယ်ဆိုတော့တည်ကြတယ်ကျွန်တော်ကတော့ဘောနော် သူ့နိုင်ငံသားဖြစ်တဲ့လင်နီလော့ကိုတုံးလာလိမ့်မယ်လို့ထင်တယ်လင်နီဒီဆွီဒင်နိုင်ငံသားလင်နီလော့ကိုပဲတုံးလိမ့်မယ်ထင်တယ်ဘာလို့လဲဆိုတော့ physical ဘိုင်းရအီဆက်ကအဲ့လောက်ကြီးကြီး strong ဖြစ်တဲ့တည်းမှာမပါဘူးဗျာသူကမြန်တာမကွိုင်းရကနှီးတာနေရမကြိုက်ဘူးဆိုတော့ကျွန်တော်ကတော့လင်နီလော့ကိုပဲမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ် center back ကလည်းကျွန်တော်ဒါပဲရှိတာเนาะကျွန်တော်တို့မှာလူငယ်ကစားမလေးဖြစ်တဲ့ကူကွန်ဂီရောရှိတယ်ပြဒနာကဒီကစားမကိုကျွန်တော်တုံးဖို့အဆင်နဲ့မဖြစ်သေးဘူးဆိုတော့ဆန်နာဘက်ကကျွန်တော်အပြောင်းလဲအများကြီးမရှိဘူးပေါ့နော်အဲဝင်းဘက်စ်မှာလည်းပဲကျွန်တော်ဒါပက်ထရစ်ဒူကူကျွန်တော်ပါမယ် ြီးရင်ဂျီကူဒါတော့ပါမယ်ပေါ့နော်ရွေးချယ်စရာမရှိတဲ့ဝင်းဘက်တွေပေါ့လေကွင်းလေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ဒါကျွန်တော်ကတော့ဒီပွဲမှာ Bruno Fernandes ကိုကွင်းလေစန်တာစန်တာမီဖီမှာပြန်မြင်ရလိမ့်မယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့ Casemiro နဲ့ Ugarte နှစ်ယောက်ထဲကတစ်ယောက်တော့အနာပေးလိမ့်မယ်။ Manchester Derby မှာလည်းသူတို့နှစ်ယောက်ကိုထည့်ခဲ့တယ်။ Lyon နဲ့ပွဲမှာလည်းသူတို့နှစ်ယောက်ကိုထည့်ခဲ့တယ်ဆိုတော့ဒီပွဲမှာလည်း Ugarte ရော Casemiro ကိုနှစ်ယောက်စလုံးကိုတပြိုင်တည်းသုံးလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ဆိုတော့ Fernandes က ဆန်နမီဖီကိုပြန်ရောက်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပြီးရင်ကက်စမဲတို့ကိုအနားပေးလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဂျားပွဲဒီထဲမှာဆိုလို့ရှိရင်ဥကာတိကအဝါကက်ဒီဘာတွေကြောင့်သူကလူစင်းအလဲပြောင်းကလို့ကစားရပြီးတော့ကက်စမဲတို့ကပွဲတိုင်းကစားနေရတာဆိုတော့လိုင်ယွန်နဲ့ဒုတိယကြောချက်မှာပဲကက်စီကိုမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်တခုတော့ရှိတယ်ဒါပြိုင်ဘက်ရဲ့ကွင်းလေပေါ့နော်ပြိုင်ဘက်ရဲ့ကွင်းလေမှာအဲဂျိုလင်တန်ရှိမယ်စန်ထရိုတူနာလီရှိမယ်ပြီးရင်ကျွန်တော်တို့ကဘရူနိုဂေမာရက်ရှိတယ်ဆိုတော့အဲ့ဒီကွင်းရဲ့ကွင်းလေရဲ့ကျွန်တော်တို့ဒီဘယ်လိုပြောမလို့ ဖီဇီကယ်ပိုင်းကိုကျွန်တော်တို့ဘလို့မှရှင်းလို့မရဘူးအသင်ကွင်းလေကဘူဂာဒီကလည်းပဲ strong ဖြစ်ပေမဲ့လည်းလို့ပေါ့နော်အဲ့ဒီကွင်းလေ၃ရောင်းနဲ့ရှင်းတယ်တိုင်ပက်သွားရောဘရူနိုဖာနက်စ်ကဖီဇီကယ်ကတော်တော်ကလေးကိုဒါအားနေတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့နည်းကက်စမဲရိုကဖီဇီကယ်ပိုင်းကောက်ပြီးမှနှီးတယ်ပေါ့ဘလို့မှကျွန်တော်ရှင်းလို့မရဘူးဆိုတော့နောက်ကွင်းလေမှာအဲရစ်ဆင်တို့ပါလို့ပါလို့လည်းကျွန်တော်ပါဖို့အတွက်လည်းကျွန်တော်မျှော်လင့်လို့မရဘူးဒါမျိုးလေးကျွန်တော်ကတော့ပေါ့နော် ။ဥဂါဒီနဲ့ဘရူနိုနှစ်ယောက်ကိုပဲကွင်းလယ်မှာတွေ့ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့တိုက်စစ်မှာသူနေရာပေးမဲ့ကစားမတချို့ရှိနေလို့ပဲ။အဲ့ဒါကတော့ဂါနာချူပြန်ပါမယ်။ပြီးရင်မီဆန်မောက်ပွဲထွက်လူစင်မှာပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်။မီဆန်မောက်ကိုပွဲထွက်လာလာမြင်ရလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဖြည်းဖြည်းချင်းနဲ့သူမိနစ်တွေအပြောင်းလဲတွေလောက်ပြီးတော့ကစားနေရတယ်ပေါ့နော်ဒီပွဲမှာသူ့ကိုဒုတိယကြော့ချက်မှာပဲအနားပေးလိမ့်မယ်လို့ထင်တယ်ဆိုတော့ဒုတိယပိုင်းကျမှပဲမီဆန်မောက်ကိုအနားပေးလိမ့်မယ်လို့ထင်တယ်တိုက်စစ်ကတော့တကယ်တမ်းပြောရရင်တိုက်စစ်ကဂျူဂျူဝါ6ကတော့အသင့်တော်ဆုံးပေါ့လေသို့တော့ ကျွန်တော်ကတော့ Rasmus ကိုပို့ပြီးတော့မြင်နေတယ်အဲ့တော့ Zigzi ဟာအများကြီးပူကောင်းနေကစားမှာပါ Rasmus နဲ့စားလို့ရှိရင်ပေါ့နော်ဒါပြင် Dan Ban တို့နော် Fabian Sha တို့နော်အဲ့လိုနောက်တန်းမျိုးကိုဆိုလို့ရှိရင်လည်း Zigzi နဲ့မှကျွန်တော်တို့အဆင်ပြေမှာ Zigzi ကသူ့မှာ body လည်းရှိတယ်သူကအဲ့သူ့ body ကိုအသုံးပြီးတော့ကစားလဲကစားတတ်တယ်ကို Rasmus ကကျတော့ခန္ဓာကိုယ်ကြီးဟိုဘက်လှည့်ပြီးတော့မင်းကာ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 ပဲလှုပ်နေတာဘာမှမဟုတ်ဘူးဗျာဆိုတော့ Zigzi ဟာအများကြီးပူကောင်းနေကစားမှာပါဒါ no question ပေါ့နော်ဒါပေမဲ့လို့ လိုင်ယွန်နဲ့ပွဲစဉ်ကအရေးကြီးတယ်ဆိုလို့ရှိရင်ကျွန်တော်ဒါလိုင်ယွန်နဲ့ပွဲစဉ်တွေ6စီကိုထားခဲ့တဲ့နေ။အဲ့တော့ rest map ပဲပွဲထွက်လာ။ဆိုတော့ဒီနေရာမှာဂိုးသမားအပြောင်းလဲဖြစ်ပြီးတော့တိုက်စစ်မှာ rest map ပဲပွဲထွက်လာရင်ကျွန်တော်မအန်အုံဒီရပါရည်ဆိုတော့ကျွန်တော်ကနောက်ပွဲအတွက်ကျွန်တော်ကြည်မှာကြည်လို့ပဲဆိုတော့ဒါကတော့ဖြစ်နိုင်ချေအများဆုံးလူစင်းလို့ပွဲထွက်လူစင်းလို့ကျွန်တော်ထင်နေပါတော့ကိုသူမပြောင်းဖို့ပြောင်းဖို့စဉ်းစားနေတယ်ဆိုတော့တည်င်းနေပြီးလို့ရှိရင်ပွဲထွက်လူစင်းမှာအပြောင်းလဲလုပ်ဖို့လူတယ်ဆိုတော့တည်င်းနေကဒါကြောင့်တက်နေတာကိုတခုပဲကျွန်တော်တို့ ခုဘက်ကဒီပြိုင်ပွဲတိုင်းတော့ကျွန်တော် iron side လို့ရတဲ့အနေအနေထိုင်မှုမှာကျွန်တော်မရှိဘူးအဲ့လောက်ထိကျွန်တော်တို့ကအခြေအနေမကောင်းဘူးပေါ့နော်ဟိုပြောချင်တာကဒီဟိုဘယ်လိုပြောမလို့ပေးများလေးမှလည်းငါတို့အခြေအနေကောင်းခြင်းနဲ့ယူရိုပါလေးမှလည်းဘူဆွဲခြင်းနဲ့အဲ့လိုသွားလို့ကျွန်တော်မရဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့မှလူစင်းရင်းကအဲ့လောက်ထိအဆင်မပြေလို့ပဲအခုရှိတာကတော့ကျွန်တော်တို့ကနှစ်ဟိုပြိုင်ပွဲတစ်ခုခုကိုလက်လွတ်လိုက်လို့ရတဲ့အခြေအနေမျိုးလဲတော့မရှိတာကခက်တယ်ပေါ့နော်အဆင်ဆက်သုံးကိုရောက်နေတယ်ဆိုတော့ဘလူးမန့်အပေါင်းလက္ခဏာဆောင်မနေဘူးဗျာဆိုတော့ဒါပေမဲ့ ယူရိုပါလိဒီကျွန်တော်တို့အတွက်နံပါတ်1ဦးစားပေးဖြစ်နေတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ Champions League campaign ကိုမျှော်ခွင့်ရဖို့ဆိုရင်ယူရိုပါလိဒီအများကြီးရေးပါတယ်။အဲ့တော့ယူရိုပါလိမှာ final ရောက်ဖို့ဘိုးဆွဲဖို့ဆိုလို့ရှိရင်လက်ရှိ Lion ကိုကျွန်တော်တို့ကြော်ဖို့လိုတယ်။ဆိုတော့ Lion ရဲ့ပွဲစဉ်ကိုကျွန်တော်အာယုံစိုက်တင်တယ်။ဒီပွဲကတော့တချို့ကစားသမားတွေကိုအပြောင်းလဲလုပ်ပြီးတော့တုံရင်နဲ့ကိုအကောင်းဆုံးပုံစံနဲ့ရှင်ပြိုင်သွားဖို့ပဲ။ကျွန်တော်ကတော့ဒီပွဲမှာတရေထက်ပို့ပြီးတော့မမျှော်လင့်ဘူးမှန်တယ်ပြောရရင် အဝေးခွင်းလဲကျွန်တော်တို့ဖြစ်တဲ့ညူကာဆယ်တို့ဘာလို့နဲ့တွေ့တာနောက်ပိုင်းပွဲစဉ်တွေမှာတအားတိုင်ပတ်နေတယ်ညူကာဆယ်ရာဒီယာဒီမှာဖလားရတဲ့အထိကိုချင်းကြီးကောင်းနေတာကျွန်တော်ကတော့အမြင့်ဆုံးသိရပဲလို့ကျွန်တော်ထင်တယ်ဆိုတော့ညီကတို့နေနေရောဘယ်နေရာဒီမှာအပြောင်းအလဲတွေဖြစ်လာမယ်ကျွန်တော်ထင်ကြလဲဆွေးနွေးကြပါဦးเนาะဘလောက်ထိကောရလက်တွေမျောလင်းထားကြလဲဦးနနာပါမယ်လို့ညီတို့ထင်ကြလားဟမ်ဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်